ကိုသိနာယုံမှာမြတ်ဗုဒ္ဓနိဗ္ဗာန်ရှင်ဘုံခေလုံတော့အနောက်တောင်တောင်မြို့ရဲ့အနောက်တောင်တောင်ကအင်ဂျင်တော်မှာစုဝေးကြပန်ကပေးပါခုနှစ်သိန်းချီရသော်ပြရဲ့လက်ရရရှင်သာရိပုတ်လက်ဝဲရရှင်မောကလံအဲ့ဒီဧကသာဝကကြီးနှစ်ပါးဘုရားထက်သုံးလဆောပြီးတော့နိဗ္ဗာန်ကျွတ်သွားကြတယ် ဘုရားရှင်ရဲ့နောက်ဆုံးနေ့မှာလေယုံကြီးနှစ်ပါးမရှိတော့ဘူးเนาะမှန်ပါဗျာအဲ့တော့ဘုရားရှင်ကိုတော့မြတ်ရဲ့အနားမှာရှိနေတဲ့နှစ်ပါးဟာအနုရုဒ္ဓနဲ့အာနန္ဒာအနုရုဒ္ဓကယဟန္တာဖြစ်ပြီးပြီဘာမဆိုအကုန်လုံးကျွန့်ကျင်နားလေအာနန္ဒာကတော့သောတာပန်ပဲဆိုတော့အကုန်လုံးကျွန့်ကျင်နားလေမရှိဘူး အဲ့တော့သစ္စာဘုရားနာမှာဒီနှစ်ပါးရှိနေတော့ဘုရားဗာလိပြောခြင်းလဲလို့ဆိုတော့သစ္စာဘုရားပရိနိဗ္ဗာန်ဇန်တဲ့အခါသစ္စာဘုရားကရှိရှိသမျှဇန်သမပတ်ဒီအကုန်လုံးကိုဝင်စားပြီးမှနေမှာဝင်တာပရမဇန်ကဆဝင်စားတာသမပတ်ရှိပါဆုံးဘိုးအပေါ်ဆုံးကនិရောဓရောက် နိရောဓသမပဝင်သွားပြီဆိုတော့စိတ်စေတသိက်စေတသာရုပ်တွေအကုန်လုံးရပ်သွားအဲ့ဒါရှင်အနန္ဒာကမြတ်စွာဘုရားကြီးဘိုက်ကဖောင်းလိုက်ပိန်လိုက်မလာတော့ဘူးလေစိတ်တွေရပ်ပြီဆိုတော့စေတသာရုပ်ဖြစ်တဲ့ထွက်လေဝင်နေလည်းပဲရတာအဲ့ဒါကြောင့်ဒီ one by ရင်နော် rising falling ကမရှိတော့အဲ့ဒါကိုရှင်အနန္ဒာကကွယ်လုံးပြီးထင်ပြီးတော့ငိုပြီလေ ဆေနန္ဒတောင်ဘုရားပဲဆိုတခြားပုထုဇဉ်သောတာပန်သက္ကရာကသံဃာ၃မျိုးကလည်းပဲခုနှစ်သိန်းထဲမှာတဝက်လောက်ပါမယ်တင်တယ်။အာတောကြီးကို ပြိုသွားသလားတင်တယ်ငိုကြ။အဲ့ဒါရှင်အရှင်အနုရုဒ္ဓကလမ်းပြောတယ်ရှင်ပြားတို့မကုန်နဲ့ဟုတ်။မြတ်စွာဘုရားပြိဋိဘာမပြုတ်သေးဘူးဆိုတော့ဟာဆိုပြီးတော့လို့ရသွားကြတယ်။ဆိုကျင်တာက အနန္တီတပည့်ကြီးတွေနောက်ဆုံးအချိန်မှာနော်။ ကျွမ်းကျွမ်းကျင့်ကျင့်သိတတ်တဲ့တပည့်ကြီးတွေရှိဖို့လိုတာနော်အနုရောဓတာမရှိရင်ပွဲပြက်မယ်အဲ့တော့ဘုရားရဲ့ပြိဋိဘာသံမမထိန်းတာလို့လဲအနုရောဓအဲ့လိုဒီတော့မြတ်စွာဘုရားကပရမဇန်မှတ်စပြီထဲနိရောဓတိနိရောဓကနေနောက်ပြန်ပြန်ဆင်းပရမဇန်တိတပ္ပဇန်နေပြန်တဲ့သရုဒ္ဓဇံရောက်တော့မှမြတ်စွာဘုရားက ဆိုတဲ့စိတ်ကြပြီးတော့ပြင်းလေးမှပြုတ်လာအဲဒီတော့မှအရှင်နုရုဒ္ဓကဩငါကြည်ညာမှပဲဆိုပြီးတော့နော်ကြည်ညာပေးလိုက်မန္တမင်းတို့ကလည်းချိတ်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 ဖူးကြတယ်တန်ခါကလည်းခုနှစ်သိန်းချိတ်ချိတ်တို့ဖူးကြတယ်နတ်မြမာတွေကလည်းပဲနော်အိုသံမီဖြာတထောက်ဆံမြလောက်နေရာကလေးမှာ ပင်လည်း30 40တဲ့ဒီလိုရတယ် တမ်းမင်းများဆိုအဖျားဆိုကြပါဆိုအတထောက်လောက်နေရာမှာနတ်ပဲနဲ့ကောင်လောက်ရ30 40 30သူတို့ကန္နာကုန်လို့သီး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 လေးကြုံ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 သွားတာတိုးတာဘူးဗျာနော်ခုခင်ဗျားတို့တိုးသလိုပဲကြိတ်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 တို့တပန်းယုံသီးသီးလေးနဲ့ထည့်ထားတော့ဘင်းကလူကဓမ္မယုံတဲကထည့်ပုံများနေသူကတိုးတယ်နိုင်ရပြူသွားမှကြောက်တယ်ခုဘုန်းကြီးခက်နေမှထွက်မယ် အဲ့ဒါကြီးကြီးကြီးဘုန်းကြီးခမ်းမြမအတွက်မှာဆိုတာဒိဗေရှိတဲ့တဏှာမှာအဲ့လိုတိုးရင်းနဲ့ကြောင်းကြီးပြူသွားဘူးလားသူကမြေကြီးပေါ်ဆောက်ထားတာဆိုတော့ဒီကတော့မပြုံနိုင်ဘူးတာနော်ဟိုမျိုးလာဆိုတဲ့မျိုးမှာကြောင်းကြီးကိုပြူသွားတယ်ဘုန်းကြီးကဟာလူတွေတော့ရိုးရိုးသိတ်တိုးနေပြီငါခမ်းမြမသိဆင်းပါပဲဆိုဆင်းချသွားဘုန်းကြီးနဲ့မြေကြီးပေါ်တော့ကြောင်းကြီးပြူကြတော့တော်သေးရဲ့ဂုံပါဘူးတိုးတဲ့လူတွေပဲပါပါအဲ့ဒါ experience ကရှိပြီလား အဲ့ဒါနုရုဒ္ဓကသာသမယပရိနိဗ္ဗာန်ဆံပြီဆိုတဲ့ကိစ္စကိုရှင်းလင်းစေဖို့အလုံးကိုခြေညာချက်ကလေးထုတ်မင်းပရိသတ်နတ်ပရိသတ်နဲ့ယဟန်ပရိသတ်ဟုတ်လားနာဟုအတ္တသပတ္တသောဓိတစေတသတာတိနောအာနိသောတ္တိမရပယံကာလမကရေမုနီ နာဟုအတ္တသပတ္တသောထေတစိတ်တသဓာတိနောထေတစိတ်တသကြောက်တိုင်အလားခိုင်ခန့်သောစိတ်တရှိတော်မူသောဓာရီနောလောကတံတလိမုံတိုင်ဟွေလဲမရွေမရင်ကြောက်စရိုင်းသောခိုင်ခန့်သောစိတ်တရှိတော်မူသောမြတ်စွာဘုရားကိုယ်တော်မြတ်မှန် အသာသာပသသောထွက်လေဝင်လေသည် နာဟုမဖြစ်တော့ဘူးဗျာအရှင်သုရတာဤ announcement နော်ချိန်ညာပေးရယခုမြတ်စွာဘုရားမှာထွက်လေဝင်လေမရှိတော့ဘူးဗျာဘယ်သူချိန်ညာဆရာဝန်ခေါ်ပြီးတော့နှကြနဲ့မထောက်ဖဲနဲ့သိတယ်နော်အဲ့လိုသိတဲ့ပုဂ္ဂိုလ်တွေသိလို့တယ် ခိုင်လေဝင်လေမရှိတော့ဘူးအနုရုဒ္ဓဘယ်လိုလို့သိလဲဆိုတော့ဘုရားရဲ့စိတ်အစဉ်ကိုအနုရုဒ္ဓနဗ္ဗာန်နဲ့သူ့စိတ်နဲ့မြောင်လိုက်ဘုရားစိတ်အစဉ်ပြောင်းသွားပြီဘေဇံဝင်သွားပြီဘေဇံကထွက်ပြီဘုရားရဲ့စိတ်တော်ကိုအနုရုဒ္ဓတယ်ဘာဖြစ်လဲအစဉ်တစိုင်းမြီအောင်လိုက်နေတဲ့ကြောင့်စိတ်အစဉ်တွေအကုန်လုံးရပ်ပြီးပြန်မဖြစ်ဘူးဆိုတာသိတယ်သိတယ်ဟောထွက်လေဝင်လေလည်းပဲရပ်သွားပြီးတော့ပြန်မဖြစ်တော့ အဲ့လိုသိတတ်တဲ့ပုဂ္ဂိုလ်ရည်ကြီးတယ်ဟုတ်လားဒါရီနောတာရီကုန်နေပြည့်စုံတော်မူသောဒါရီနောလောကရတလီမောင်တိုင်းဝိလည်းမွေမယံကြောက်စရံသောခိုင်ကန်းသောစိတ်ဓာတ်ရှိတော်မူသောထေတံစိတ်ဓာတ်သံမြဲမြံသောစိတ်ဓာတ်ရှိတော်မူသောဘုရားရှင်ကိုရောမြတ်မအတာသာပတ္တသော ထွက်လေဝင်လေသည်နာဟုမရှိတော်ဘူးဘုရားအကျေနုရုဒ္ဒရဲ့ဉာဏ်ချက်

အသမနုရောဒရှင်နုရဒမတေတိဣမယကာတာယဤကာတာပုံဖြင့်ဘဂဝတောသရီရံမြတ်စွာဘုရားကိုရမြတ်ရဲ့ယုတ်ကလတော်ကိုပူဇေသည့်ကောင်းစွာမတဲ့ပူဇော်ခဲ့ပါပေသတည်းအသံလီလီနာစိတ်တိနာဝေရဏံအိစ္ဆဝါတယိ ပိသောတတိဝနိဗ္ဗာန်ံဝိမောက်ခောစေတသောအဟုအာသမန္တောအရှင်ဘုရားယဟန်မြတ်တို့အသံလီလီနာတွန့်ဆုတ်ခြင်းမရှိသောစေတသာစိတ်ဖြင့်ဘိဒတိယပါစိတ်လို့ပြောတယ်တွန့်ဆုတ်ခြင်းမရှိသောစိတ်ဖြင့် ဝေဒနာကာယကဒုက္ခဆိုတဲ့ဝေဒနာရောအိဇဝါဒကြီးသိခန္ဓာမူသွားခဲ့တယ်။ညဇာဘုရားရောက်နေတဲ့ယောဂဝေဒနာကိုတွန်းဆုတ်ခြင်းမရှိသောစိတ်ဖြင့်သိခန္ဓာမူသွားတယ်။နုရုဒ္ဓကျင်ညာချက်။အဲ့ဒါက literally ပေါ်လေစာလုံးပေးလို့တိတိကျကျပြောရည်။ဘုရားမှာဝေဒနာတွေပြင်းစွာဖြစ်နေပေမဲ့ဝေဒနာကိုရှုခြင်းလည်းမလုပ်ဘူး။ သိဉ္စီခြင်းလည်းမလုပ်ဘူးဝေဒနာခွာခြင်းလည်းမလုပ်ဘူးဘာလုပ်နေတာလဲဆိုတော့တမာပပဲဝင်စားနေတာအဲ့တော့ဝေဒနာကမြတ်စွာဘုရားကိုဘာမှနှိပ်စက်နိုင်စွာမရှိဘူးပေါ့အဲ့ဒါလေးအနုရုဒ္ဓကြီးများချင်းကောင်းတာနော်အလုံးတဲ့တဟာ guide guide လမ်းညွန်အာသလီနေနာစိတ်တေနာတောဆောင်ခြင်းမရှိသောစိတ်ဖြင့်

ခွက်တဲ့စီထက်မိသတ္တမိထွန်းတာမိကလောင်လောင်သွားတဲ့စီကခန်းခန်းမလိုက်ဘူးလားမလိုက်ပါဘူးစီခန်းခန်းသွားရင်မိသတ္တကလည်းကျွမ်းကျွမ်းလာနောက်ဆုံးစီလည်းလုံလုံခန့်မိသတ္တလည်းကျွမ်းမိတော့ကအော်စီဆိုတာကိလေသာမိသတ္တဆိုတာခန္ဓာနှစ်ခုလုံးဘာဖြစ်လဲငြိမ့်ပြီ ေရယပိသတ္တေဝနိဗ္ဗာန်စီခွေတမပိသတ္တလို့ထွန်းတာရကမစီကံလို့မိသာတွင်ရင်မိဒမိလျံငိမ့်သွားသလိုပဲပရိနိဗ္ဗာယီဘဝဇခြုံငိမ့်၍ရုတ်သိမ့်တော်မူခဲ့ပြီဖျာ အဂဝတဘုရားရှင်ကိုရောမြတ်ရဲ့စေတသောစိတ်တော်သည်စေတသောစိတ်တော်ဤဝိမောက္ခဥပါဒံ၄ပါးသံယောဇဉ်၁၀ပါးတို့ဖြင့်ဘဝ၌၎င်းခန္ဓာ၌၎င်းကာမ၌၎င်းခြေနှောင်တုံဆိုင်ထားခြင်းမှဝိမောက္ခလွတ်မြောက်တော်မူခဲ့သည့်အသည့်ဖြစ်ခဲ့ပြီဘုရားလို့ အသမနုရတောရှင်နုရတမတေတိမာယကာတယဤကာတံပုပ္ပိဘဂဝတောတရိရမယရှိကိုရမြေရှင်ယုကလတောဘပူဇေတိကောင်းစွာမသွေးပူဇော်ခဲ့ပါပေသတိဒီအတိမပူဇာပွဲမှာ အနုရုဒ္ဓမထေရကြီးကရသော်ဘုရားကိုအတိမပူဇာပြုဖို့ကိုဘုရားကတရားထုတ်ပြောတာဗာဒိပဲလေဆိုလို့ရှိရင်နော်နောက်ဆုံးအချိန်မှာပရိသတ်တွေဟာရောရုံသေးသေးအုံအုံကြွက်ကြွက်ဒီလိုရှိတတ်တယ်အဲ့ဒါကိုထိန်းတဲ့ပုဂ္ဂိုလ်လိုတယ်တဲ့အာနန္ဒာမထိန်းနိုင်ဘူးတောကရောက်နေတယ်ဘုသူထိန်းပေးသွားတယ်အနုရုဒ္ဓထိန်းပေးသွားတယ် ဘုရားရှင်ကိုရမြတ်ရဲ့ယောဂာနဲ့အသက်စိတ်ဝေခြင်းเนาะဘယ်နေတာရှိတယ်ဆိုတာကိုလေးပဲပရိသတ်ကိုရှင်းလင်းအောင်ပြညာပေးနိုင်တာကအာနန္ဒာမဟုတ်ဘူးဘုသူလက်အနုရောဓအဲလိုသိတတ်တဲ့ပုဂ္ဂိုလ်ပြရဲ့ဆောင်းရင်းချက်ဟာ အရေးပါအရာရောက်တဲ့အကြောင်းလေးကိုဒီကားတာနှစ်ပုဒ်က ပြောတယ်အန်တိမပူဇာလဲဖြစ်တယ်ပေါ့เนาะမှန်ပါဗျာပြီးတော့တရားမင်းကဝင်လား ဩရှင်ဖုရားအနုရုဒ္ဓတပည့်တော်လည်းပဲသရီရပူဇာဂါထာရွတ်ချင်သေးတယ်ဗျာရွတ်ခွင့်ပေးပါဟာရွတ်ရွတ်ဆိုတော့တရားနဲ့ဘုရားကလည်းပဲနော်ဘုန်းကြီးကြီးနဲ့ဘုန်းကြီးကျောင်းသားလေးလို့ရင်းတာအဲ့တော့နောက်ဆုံးနေ့တရားလည်းပဲခွင့်ရပေးလိုက်မယ်ဆိုတော့တရားကလည်းတန်ဃာတွေတောင်းပန်ပြီးတော့သူလည်းပဲတပုတ်ပူဇော်သွားတယ်

ဥပ္ပါဒဝယဓမ္မိနောဥပ္ပါဒဝယဓမ္မိနောဩပိစိတ်ောနိရောဇန္တိတခါဆိုပြီးကိုယ်ကိုဆွာရမယ်အနိစ္စဝတ္တသင်္ကာရံမေ ဩပါဒဝယဓမ္မိနောဩပါဒဝယဓမ္မိနောဩပိစိတဝါနိရောဇတိဩပိစိတဝါနိရောဇတိတေသံဥပသမောဒုက္ခောတေသံဥပသမောဒုက္ခောအလုံးကြီးအောင်ပူဇော်ကြဗျာသေသာတာသင်္ကာရ ိတ်တွန်းဒီရောဇန်ဒီဒေသဥပသမဒုက္ခအနေစာဝတ္တင်္ဂါယဩပါဒဝယဓမ္မိနာအမေစိတ်တော်ဒီရောဇန်ဒီဒေသဥပသမဒုက္ခသင်္ကာရသင်္ကာရတရားမန္တမြတ်တို့မှာ နိစ္ဝတ္တီငိမ့်တဲ့သဘောမရှိကြပေကုံစရကသင်္ခါရမှန်ရင်မငိမ့်ဘူးတဲ့နော်သင်္ခါရမှန်ရင်ရွှေ့ရှားနေတယ်ဘာဖြစ်နေလဲအနိစ္စဆိုတာအဲ့ဒါပါနော်သင်္ခါတိဝါနမေတော်နတ္တဝဆိုရတဲ့တရားမင်းဒီဣမာယခန္ဓာဣခါတာပုပ္ပိဘဂဝတောသရီရံ မြတ်စွာဘုရားရဲ့ယုတ်ကလတော်ကိုပူဇေသည့်ကောင်းစွာပဲသင်ပူဇော်ခဲ့ပါပဲသည်အရှင်အနန္ဒကဝင်လျှောက်တယ်။ဩသကြာတံပူဇော်သေးတာနန္တော်ကြီးအနုရုဒ္ဓ။တပည့်တော်လည်းတပုတ်လောက်တော့ရွတ်ခြင်းသေးတယ်။အာရွတ်ဟေ။ဆိုတော့အနန္ဒဝင်ပြီးတော့တပုတ်ရွတ်ဆို၍ သရီရပူဇာဆိုရဗျတတသိယံဘိသနကတတသိလောမဟန္တနံသဗ္ဗာကာရဝရူပေတေသံဗုဒ္ဓေပြိနိဗုတေအာသမတောငါရှင်မယယဟံမြတ်ရူသဗ္ဗာကာရဝရူပေတေကောင်းသမြတ်ကုံအလုံးစုံနှင့်ပြည့်စုံတော်မူသောသို့ဘောကိုကြည်လိုက်ဖခင်ရဲ့ဂုံကိုသူဖဲနဲ့ပြော တပ္ပကာရကောင်းဆိုတာတွေနဲ့အကုန်လုံးပြည့်စုံမယ်အသေးစိတ်မပြောနိုင်တော့နော်ဘောကနေစေတဲ့ပုဂ္ဂိုလ်ရဲ့သဘောကဒီတိုင်းအနုရုဒ္ဓကတော့ဒီတီလေးပြောသွားတယ်တပ္ပကာရဝရုပိနေကောင်းသမျှကုန်လုံးစုံနေပြည့်စုံတော်မူသောသံဗုဒ္ဓမြတ်စွာဘုရားကိုရောပြသည်ပရိနိဗ္ဗုတေပရိနိဗ္ဗာန်ဆံသွားတဲ့အခါမှာဘိန်တနကံကြောက်စရာကောင်းလောက်အောင် လောမဟတနံကျက်သီးမွေးခြင်းထားလောက်အောင်ပထဝီဇလနံဟောဒီမတ်ဘဝတဝီမြေကြီးတောင်းလှုပ်ခြင်းသည်အဟုဖြစ်ခဲ့ပြီဗျာဒါပဲညာစွာဗျာပရိသေပါစံတော့ကတဲ့ဟောဒီမြေကြီးတုံသွားတာဟာဘိသနက ကြောက်เสียကောင်းလောက်အောင်ကိုမြင်နေရင်လှုပ်တယ်ကျက်သိမ်းထားလောက်အောင်ကိုမြေကြီးလှုပ်တယ် ရှင်အာနန္ဒာပြောတဲ့အထဲမှာတရားသာအတိတ်ပဲဘာမှမပါတော့နော်အဲဒါကြောင့်ပရိသတ်ကြီး qualify ဖြစ်မဖြစ်အရေးချင်းရှိမရှိဖက်လာတဲ့စကားလုံးနဲ့စီစရာနော်အရှင်အနုရုဒ္ဓရဲ့စကားလုံးတွေက လီလီနဲ့နဲ့ဟုတ်လားရှင်အာနန္ဒာရဲ့စကားလုံးကတော့သုံးနှလုံးသားထဲမှာ တရားအစင်းကနော်ပထမအစင်းမှာပဲရှိတယ်ဒုတိယတတိယသုတ္တအစင်းတွေကိုမတက်ရသေးတော့သကလုံးကိုကအစင်းမြင့်မြင့်မလာနိုင်ဘူးမြေကြီးလှုပ်တာဗျာရောက်ရှာကောင်းလိုက်တာဒါပဲဘာမှတရားသားမပါဘူးအဲ့တော့အဲ့ဒါကတော့ဘာလဲဆိုတော့ပရိသတ်ကိုဘုန်းကြီးတို့ပြောကျင်တာပရိသတ်အရေးချင်းရှိဖို့လိုတယ်ပရိသတ်လည်းရေချင်းရှိမယ်ကောင်းဆောင်တဲ့ပုဂ္ဂိုလ်လည်းရေချင်းရှိမယ်ဆိုလို့ရှိရင် အရှင်နုရုဒ္ဒရဲ့သကလုံးမျိုးတွေထွက်လာပါဟုတ်လားဘာရဟဝေပင်စက္ကန္တဘာရဟရောစပုဂ္ဂလောဘာရတနံဒုက္ခလောကေဘာရနိခေပနံဒုက္ခပင်စက္ကန္တဟောရိခန္ဓာငါးပါးဟာဟာဝေရကေကိုပဲဘာရအလုံးလေးတဲ့ဝန်တို့ကြီးများပါဗျာ <laughs> 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 အနာဂဘာဟာအလွန်လေးလံသောဝန်တို့ကြီးတွေကိုဆောင်းလေးဝင်လာပြီဆိုတာနဲ့ယူဘက်ခန္ဓာရှိတော့ဘာဖြစ်လဲဝဲဝဲအနှွေးတယ်ဝဲဟဲအသေးကလည်းကြီးတာနော်အင်္ဂါတို့လည်းပဲဟဲ့လားတကလာခြုံတယ်လေးဘာလေးရှာဟဲ့ဒီလိုအဲ့တော့ယူဘက်ခန္ဓာရှိနေတယ်မြတ်အဝတ်ရှာရမယ်ထမင်းကျွေးရအိမ်ဆောက်ယူဘက်ခန္ဓာတစ်ခုခြုံလိုက်တာနဲ့စားဖို့မလိုဘူးဝတ်ဖို့မလိုဘူး ိမ်လေຢာလေမလို့တော့ခန္ဓာတစ်ခုချင်းတစ်ခုချင်းချုပ်ကြည့်ခန္ဓာငါးပါးချုပ်တာနဲ့ဝန်ထုပ်တွေအကုန်လုံးကြာအဲဒါကြောင့်ခန္ဓာငါးပါးမချုပ်သေးသမျှအကုန်လုံးကဝန်တန်းကြီးပဲဘာရာဝေပင်စေခန္ဓာခန္ဓာငါးပါးဒီဝန်ထုပ်ကြီးများပါဗျာဘာရာဟာရောသောပုဂ္ဂိုလ်ခန္ဓာရှိသူတွေကဝန်တန်းတွေကြီးပဲ ခန္ဓာရှိသူတွေဟာဘာတွေပါလဲအစိုးရခန့်ထားတဲ့ဟောဝန္တန်ကိုမဝန္တမောင်းမိနဲ့နော်ဘယ်အစိုးရမှာခန့်ခန့်မခန့်ခန့်ခန္ဓာရှိရင်အလုံးဝန္တန်တွေပါဗျာဘုန်းကြီးတို့လည်းဝန္တန်ပါပဲမောင်းတော်သားတွေလည်းဝန္တန်တွေပဲဘယ်ဝန္တန်ခန္ဓာဝန္တန်ဟုတ်လား ပါရဒနာဒုက္ခလောကေခန္ဓာဝကိုထမ်းရတာဒီလောကမှာဒုက္ခပါပဲတဲ့ပါရနိခိပနာဒုက္ခခန္ဓာငါးပါးဝန်တို့ကိုချလိုက်နိုင်မယ်ဆိုရင်တော့ဒုက္ခတကယ်ချမ်းသာစင်စစ်ဒုက္ခဖြစ်ပေသည်လို့အတ္တမနုရောဓရှင်သူရမတေကြီးသည်ဤမာယကတ္တဤကတ္တပုတ်ဖြင့် ပရိသပရိသကိုဓမ္မံဒေသေရိဓမ္မကတာဒေသနာဟောကြားတော်မူခဲ့ပါပေသတည်းနေခိပိတဝါဂရုံပါရံအဉ္ဉံပါရံအနာတိယသမုလံဒနမဘုံရှနေသာတောပြိနိဘုတော် နေကိမိတဝကရုံပါရံအလွန်လေးတဲ့ဝန်တို့ကြီးကိုချထားခဲ့ပြီလို့ဒိဋ္ဌိအင်ညာပါရံအနတိယနဝန်တို့တထုကိုလည်းဆက်မထမ်းဘူးဘုရားရန်တာတွေကြွရမှုဘုဟုတ်လားမှန်ပါခန္ဓာအဟောင်းဆိုတဲ့အထုတ်ဟောင်းကြီးကိုဒီမှာချထားခဲ့တယ်နဘဝတခုမှခန္ဓာ၅ပါးဆိုတဲ့အထုတ်သစ်ကိုဆက်မထမ်းဘူး ဘုရားတို့ပြိဿာနဲ့ kwa သွားတယ်လေစဉ်းစားထားဟုတ်လားဘုရားတို့ပြိဿာကသိတယ်ဆိုရင်ဒီလက်ရှိဒီဘဝဒီခန္ဓာကိုယ်တော့ဒီမှာခြတာခဲ့မယ်နောက်ဘဝတစ်ခုမှာအသစ်ဖြစ်တော့ဩအထုတ်ဟောင်းချအထုတ်သိဆက်ထမ်းတာပဲတဲ့ဝန်တန်းဝန်တန်းပဲတဲ့ဟုတ်လား နေခိပိတ္တဝကရုံပါရလူလေးတဲ့ဝန်တို့ကိုခြားတမ်းပြီးတဲ့ကာမအိညာပါရဏတိယနဝန်တော်တို့ခုကဆက်လက်ရမထမ်းပါပဲနဲ့ပမူလန္တနမဘုံရှအမြင့်ဆိုတဲ့အဝိဇ္ဇာနဲ့တကွာသောတဏှာကို ကျွမ်းမပင်လို့ပြီးတော်မှ နေသာတော်နဝန်တို့တဲ့ခုကိုထမ်းဆောင်ခြင်းလေဆိုတဲ့ တဏှာဤသာလောင်ခြင်း အလင်းမရှိပါဘဲနဲ့နေဘူးတော်တန်တရာစေဟအဆက်ပြတ်သဖြင့်ဇတ်ဆောင်ချုပ်ငြိမ်၍ရုပ်သိမ်းတော်မူခဲ့ပြီဖယားဘုရားပြည်တိုင်းအန္တိမပူဇာလေးကာထာနဲ့ဘုရားတို့ပူဇော်ပြီးတော့ ဧကရေညနော်မြေစင်းစရောပြည့်ကြီးအနိမပူဇာပွဲမှာခြေဥစွာအလုံးသောပြိတ္တတွေကိုပပြောလဲဆိုလို့ချင်းတပည့်နဲ့သာသနာတော်တွေဤကဲ့သို့ဆောင်ရတဲ့ဆောင်ဆွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာလူလူရှင်းရှင်းပေါ့အလုံးကဘာသမိုင်းကပိုင်နေတို့တယောက်တည်းတို့ရတရားတွေပိုင်နေလို့မအောင်မင်းလေအဲ့ဒါကဘာဟာရီတေ့ချ်ကဘာအမွေးစား ။အဘအမွေဆန်ပစ္စည်းတွေကိုသိပြီးတော့တံပိုးထား။အဲဒီတံပိုးကိုသိနေသည်သမျှကာလပတ်လုံးဘာဖြစ်လဲ။ထိုပုဂ္ဂိုလ်ရဲ့ဂုဏ်တတ္တိကြီးမသေးပါဘူး။နော်။မှန်ပါဗျာ။အသက်ပင်သေးတော့လည်းပဲဂုံမသေးအောင်နော်။တပည့်နဲ့သာသနာတော်တဲ့ကြံ့ရင်းအောင်ဆောင်ရကြလို့အားလုံးတိုက်တွန်းပြီးတော့ဘုန်းကြီးတို့ဟောပြောချက်ကိုညီကောင်ချုပ်ပြီးအားလုံးမြဝေပြီးတော့ခန္ဓာသိမ့်ရအောင်လိုက်ဆိုလိုက်ကြ ရှင်ဘိယသီလတာသီလတာသီလသာကပညာသာကပညာလေးပြာသောတရားလေးပြာသောတရားအညီအမြအညီအမြထားရှိကြပါကုန်သောထားရှိကြပါကုန်သောဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ဘဝနာကြောင့်ဘဝ

ေကာမုသိေကာမုသိဘောရိညာဤဘောရိညာဤအထောက်အပံ့အထောက်အပံ့ဖြစ်ပါစေတည်းဖြစ်ပါစေတည်းေကာမုေကာမုဘုသောဖို့ကိုဘုသောဖို့ကို33ဘော33ရှင်လီကုံသောရှင်လီကုံသောသတ္တဝါတို့အာသတ္တဝါတို့အာဝေင့ပါကောင်ဤ တ္တဝါပေါင်းတို့သည်တ္တဝါပေါင်းတို့သည်ဤကောင်းမှုကိုဤကောင်းမှုကိုရှားသိကြ၍ရှားသိကြ၍အမြရ၍အမြရ၍ဝမ်းသာကြသည်ဝမ်းသာကြသည်ချမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသော